ပြားပေးနေအာဆင်နယ်ကဟိုအမှတ်တွေရမှတ်တွေရတဲ့နဲ့ပွဲတွေမှာမရဘူးအမှတ်တွေဆုံးရှုံးနေနော်မင်းရဲ့ဆိုလို့ရှင်ဒါတော့ Northern Forest နော်အတေးကြွားပွဲပေါ့အာဆင်နယ်ဒုတိယပဲလုံနေတာမှမဟုတ်ဘူးနော် ိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်တွေကို channel ကြီးကနေအပတ်စဉ်တိုင်းမှာတင်ဆက်ပေးနေတယ်ကျွန်တော်တို့ဘလုံးရက်ကွက်အစီအစဉ်တင်ဆက်ပေးရနေမှာကျွန်တော်တို့ပြန်လည်送တွေ့ရတဲ့အတွက်ဝမ်းသာကြောင်းအရင်ဆုံးနှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့အစီအစဉ်မှာကျွန်တော်မြတ်သူရနဲ့အတူတေဥဆောင်ကိုစီသူမောင်နဲ့အာကသာအစီအစဉ်တင်ဆက်သူတို့ဖြစ်တဲ့ကိုထွန်းနှုံးတို့ကကျွန်တော်တို့ဘလုံးရက်ကွက်ထဲမှာပါဝင်အားဖြည့်ပြီးတော့ဘလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပရိသတ်တွေကိုဝေမျှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ โอเคกูซีมิงลาวามิงลาวากูเนี่ยกูรู้มิงลาวากูมิงลาวากูโอเคบอลลงเยกั่วกูแทบไปแล้วยောက်ลาไปด้วยจีซูอายิติมาเลยเราบอลลงเยกั่วซีซั่นก็ท้องสันอันใดบอลลงเนี่ยปะทะได้เจ้าหน่าดิมาပြောจําเพรีเมียร์ลีกปวยดิก้าวนี่ล่ะดาวมะโมพรีเมียร์ลีกไม่ชีเบ้เนี่ยตะชาแอฟริกาดิชีนี่ล่ะเอ่อตะชายောက်แต่เหย่าบ่ลิบอลลงเนี่ยปะทะไปแล้วเราปัดวินจิมาเราอนีซงมาเราญีกูดิเมษวยดิละเผ่ใส่มาบาดิပြောปิ่นนี่แหละไอ้ลุปုံซันลิติ่นเสร็จผู้ยื่อยท้าบาดเอออะกูรู้ดิดิเป้บอลลงเนี่ยปะทะได้ အရင်ထဲမှာရှိနေတဲ့အကြောင်းအရာလေးတွေအရင်ဆုံးကြားနေတာပေါ့နိအဲ့တော့ကုထုနှုံးကဒါဘဝရဲ့အာသာတင်ဆက်သူလည်းဖြစ်တယ်ကျွန်တော်တို့ငငယ်တွေကအားပေးခဲ့ရတဲ့အာသာဆောင်မတွေမှာအမြဲတမ်းစောင့်ကြည့်ပြီးတော့ဖတ်ခဲ့ရတဲ့အာဒါကလောင်ရှင်တအူးဆိုတော့ဘလို့နဲ့ပတ်သက်ပြီးပြန်နေပြရတယ်ကျွန်တော်တို့လည်းအများကြီး နှက်ဆက်ပါတယ်ဒါစီနီယာတွေလည်းဖြစ်တယ်သင်ဆရာတွေလည်းဖြစ်တယ်ပေါ့နော်သင်ဆရာမြင်ဆရာတွေပေါ့မြင်ဆရာတွေလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုပြည်ပြည်စုံပြောပြီးသွားပြီဆိုတော့အခုတော့ရှောက်ပြောဖို့လိုပါပါပြီအဲ့တော့ဘလုံးနဲ့ပတ်သက်ပြီးတော့ဒီဘက်ဖြစ်ခဲ့တဲ့ပရီးမီးယားလိရဲ့အကြောင်းအရာလေးတွေအခုစိတ်ထဲမှာရှိနေတဲ့အခြေအနေလေးတွေຢာဒီရတဲ့တိမ်မှုပရီးမီးယားလိဆိုရှစ်ပွဲပဲကျန်တော့တယ်အဲ့ဒါလေးတွေခြုံငုံပြီးတော့အခုရဲ့သုံးသက်ချက်လေးအရင်ဆုံးကြားချင်ပါတယ်အပထမဆုံးတော့ပရီးမီးယားလိပေါ့နော်ပရီးမီးယားလိကယာတီသိမ်းမှုအတွက်ဒါကိုမြတ်ပြောသလိုပဲဟုတ်ကိုစီလည်းသိတယ်ရှစ်ပွဲပဲကြံတော့တယ်ဆိုတော့ဒီပရီးမီးယားလိကကျွန်တော်တို့ဘယ်လောက်ထိဖန်ဆားမှာလဲလောလောဆယ် ဒါလီဗာပူးအမှတ်ပေးဇီဟာထိတ်ဆုံးမှရောက်နေတဲ့အာဆင်နယ်ကျွန်တော်အနည်းဆုံးပွဲမှာနော်တန်ဖောရက်စ်နဲ့တေကျသွားတယ်အမှတ်ပြတ်သွားတာ73မှတ်ဟုတ်တကယ်လို့ဒါလက်ရှိထိတ်ဆုံးမှာလီဗာပူးရှိပြီးတော့ဒုတိယနေရာမှာမန်စီးတီးတာရှိခဲ့မယ်ဆိုရင်၈ပွဲမှာဒီ73မှတ်ကိုပြန်လိုက်ဖို့အတွက်ကဖြစ်နိုင်ချေများတယ်ပေါ့နော်။ဒါပေမဲ့လည်း Northern Forest နဲ့ပွဲမှာကျွန်တော်အာဆင်နယ်ရဲ့ခြေစွမ်းနောက်ပြီးတော့ဒဏ်ရာရပြဿနာတွေရှိမှဖြစ်ခဲ့တာတွေပြန်ကြည့်လိုက်တဲ့အခါမှာအာတေတာကဒီလီဗာပူးနောက်ကိုလိုက်ဖို့ဆိုတာ လက်ရှိလူစင်းရဲကအစင်မပြေတော့ဘူးဟုတ်တယ်ကိုဒါကတော့တပိုင်းပေါ့နော် နောက်ပြီးတော့ဒီရာသီမှာ Chelsea အတက်ကြမမှန်ဘူးကောင်းတဲ့အချိန်တွေတအားကောင်းတယ်ဆိုးတဲ့အချိန်တွေတော်တော်ဆိုးတယ် Manchester United လည်းထိုနည်းလကောက်မယ်ဟုတ်ကဲ့တန်ဆင်းရတော့မယ်အနေထားထိတွေဘာတွေပြည့်သက်တွေဆိုရင်ပူပန်ပေမဲ့လက်ရှိနောက်ဆုံးကစားသွားတဲ့ဒါကျွန်တော်2-1နဲ့နိုင်သွားခဲ့တဲ့ Ipswich နဲ့ပွဲမှာအမှတ်ရသွားတဲ့အတွက်တော့ဒါကြီးကတော့မဖျောက်ချင်စရာဖြစ်သွားတယ်ဟုတ်ကဲ့လောလောဆယ်မှာ Liverpool ကတော့အမှတ်ပေးစရာရဲ့ထိတ်ဆုံးမှာသူလိုချင်တဲ့ခီးကိုတော့သူရောက်အောင်တော့ပွားနိုင်တယ် မန်စီးတီးကြည့်ပြန်တော့လေမန်စီးတီးကသူ့ရဲ့ရိုးရာ ပြောင်းပြီဗျဟုတ်ကဲ့အော်ဘယ်လိုပြောမလဲ၃နှစ်လောက်နေပါသူပရီးမီးယားလီဂ်မှာတင်ဆက်ခဲ့တဲ့ပုံစံကောင်းတစ်ခုကကစားသမားအသက်အရွယ်တွေကြောင့်ပြောင်းလဲမှုစတင်ရတော့မယ်ဆိုတဲ့အနေထားမှာလူသက်တွေကိုသူဒီနှစ်ရာသီမှာဖလားမရတော့ဘူးဆိုပြီးတော့တောက်လျှောက်တွေနိုင်ငံတွေထည့်သုံးနေတယ်အပိုင်းတွေရှိတယ်မန်စီးတီးပြည်သက်တွေကတော့တိတ်တော့မကျေနပ်ဘူးဒါပေမဲ့ဂွာဒီယိုလာကတော့လာမယ့်ရာသီအတွက်ကြိုးပြီးတော့သူ့ပလန်ကိုချတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ပရီးမီးယားလီဂ်ပြေးလမ်းကြောင်းကတော့အများမြင်တဲ့အတိုင်းပဲ လီဗာပူးကတော့အန်စလော့ရဲ့ပထမဦးဆုံးဒီပြလုတ်တဲ့ယာတီမှာတော့ဖလားရဖို့တလုံးကတော့ချိန်သေးသွားပြီးဒါပရီးမီးယားလိနဲ့ပတ်သက်ပြီးပြောတာကျွန်တဲ့အသင်းတွေရင်းရိုက်နေတဲ့အချိန်ဒီမှာလီဗာပူးဒီလိုမျိုးဖြစ်နိုင်နေဆိုတာကတော့ဒါချိန်နဲ့ဝမ်းသာစရာပဲဒါမဲ့လာမယ့်ယာတီကြရင်အားလုံးပြင်ဆင်တဲ့အပိုင်းမှာလီဗာပူးလည်းကြတဲ့နဲ့အရွယ်စားတွေရှိနေတဲ့ကစားသမားတွေပေါ့နော်ဥပမာကျွန်တော်အာနိုးတို့နောက်ပြီးတော့ရောဘတ်ဆင်တို့နောက်ပြီးတော့အရန်အားကိုအားထားရတဲ့ဆာလာပေါ့နော်ဆာလာကလည်း စော်ဒီလီသွားမယ်မသွားဘူးဒီဟာကိုပြန်ညှိထားတဲ့အတွက်ဒီတရားဒီကတော့ pass ဖြစ်သွားပြီလာမယ့်ရာသီ तू မရှိတော့ဘူးဆိုရင်ဒီပြဿနာရှင်းရတော့မယ်ဒါတွေကတော့အကြောင်းကျိုးတွေလာမယ့်နှစ်ကျရင်တိုက်ဆိုင်လာမယ့်အပိုင်းတွေရှိတယ်ပေါ့နော်ဒါကတော့ Premier League ပါလက်ရှိအနေထားကတော့73မှတ်ကွာသွားတဲ့အနေထားမှာ Liverpool ကတော့ကျွန်တော်တို့ချီချူးဂုံပြရမယ့်အထက်မှာပါတယ်တခြားသင်းတွေနီးပြားသစ်တွေနဲ့သွားတာအဆင်မပြေဘူးဘာကြောင့် Ancelot အောင်မြင်တယ်လဲဒါလေးတစ်ချက်ကတော့ကျွန်တော်တို့တွေဒါဘောလုံးအတိုင်းဝိုင်းထဲမှာရှိနေတဲ့သူတွေနီးပြားတွေ player တွေဒါကျွန်တော် ဟိုဘယ်လိုပြောမလဲဒီလောကထဲဝင်မဲ့နီးပြအသက်လေးတွေပေါ့နော်ဟုတ်ကဲ့ဒီဘယ်လိုပြောမလဲဒီလူတွေအတွက်ကတော့ဒါကျွန်တော်တို့တင်ယူရမယ့်အပိုင်းနေလို့တော့ကျွန်တော်မြင်တယ်ကိုရဲ့ဟုတ်ကဲ့ကိုအဲ့တော့ဒါကုထုတို့ကအာဒါပရီးမီယာလိနဲ့ပတ်သက်ပြီးလက်ရှိဖြစ်နေတဲ့အခြေအနေကိုတော်တော်လေးပြည့်ပြည့်စုံစုံရေဘူးကတော့ပြောသွားတယ်ပေါ့လေဟုတ်ကဲ့ကိုဒါအဲ့တော့အဓိကဒီထဲမှာစိတ်ဝင်စားစရာကောင်းတာလီဗာပူးလီဗာပူးကဒါကျွန်တော်တို့ဒုတိယနေရာအာဆင်နယ်လဲဆိုရင်73မှတ်ဖြတ်ထားတယ်တပွဲ ပိုကန်ထားတယ်ပြီးကျွန်တော်တို့ဒါချန်ပီယံဟောင်းမန်စီးတီးနဲ့ဆိုရင်အမှတ်20တောင်ပြတ်တယ်ကအမှတ်20အာမန်စီးတီးအပတ်20ဖြတ်ထားတယ်တပွဲပိုကန်ထားတယ်ဒါမန်စီးတီးလို့အသင်းကိုအမှတ်20ဖြတ်ပြီးတော့ထိတ်ဆုံးမှနေတယ်ဆိုတော့လီဗာပူးကကိုတို့နှုတ်ရှိမှပြောခဲ့တယ်လို့ပရီးမီးယားလိချန်ပီယံစုရဖို့တော့တည်ကြသွားလောက်ရှိပြီတည်ကြပြီလို့ပြောနိုင်တယ်အဲ့အဲ့ဒီရဲ့နောက်မှာပေါ့လေအာဒါချန်ပီယံလိဝင်ခွင့်တဲ့မန်စီးတီးကတော့ဒီနေ့ချန်ပီယံလိဝင်ခွင့်ရရင်ဒါဂျင်းနေပြီလို့လည်းပြောထားတယ်အဲပြီးတော့ကိုတို့နှုတ်ရှိမှပြောခဲ့တယ်လို့ပဲ ဒီကြားထဲမှာဂွာရီယိုလာရဲ့ပန်းနံမူလာအာသူ့ရဲ့ next level ကိုသွားနေတဲ့နောက်ထပ်အတွေ့အလာအတင်းကတွေ့တိလောင်းပြီးတော့ဒီဆောက်ရမယ်အချိန်မှာဒီရာဒီမှာလည်းရက်လက်တွေကထင်သလောက်ကောင်းမနေဘူးအရင်ရခိုင်မစီးတီးပုံစံတိုင်းရှိမနေဘူးအတင်းကလည်းဘယ်လိုပြောရမလဲရေရှည်သွားခဲ့တဲ့အသားသမားတွေရဲ့ကုန်ခန်းချိန်ကိုရောက်လာတဲ့အချိန်မှာနောက်ထပ်တွေ့တိလောင်းတဲ့အချိန်တွေတစ်ခုမှပဲ champion league ဝင်ခွင့်တိုက်ပွဲကိုဝင်နေသလိုလာမယ့်ရာဒီအတွက်လည်းသူအတင်းကိုကြိုးပြီးတော့ဒီဆောက်ထားနေပြီပေါ့ဒါ ပြီးခဲ့တဲ့ spark နဲ့ပွဲပေါ့ဒီဘက်ပွဲမှာဆိုလို့ရှိရင် sitting 95မိနစ်လောက်ဒီသုံးခဲ့တဲ့ first liner ကဒါပြီးခဲ့တဲ့နှစ်တွေက Premier League Champion စုဖလားယူခဲ့တဲ့ player တွေဒါ Highlander ဒါဘယ်နှစ်ကတော့ပါတယ်ပေါ့လေဆိုအများစုလုံးလုံးမပါတဲ့လောက်ကိုရှိခဲ့ပြီပေါ့လေကိုသမားတို့ဘာတို့ကလွဲပြီးတော့အဲ့တော့90ရာခိုင်နှုန်းလောက်ကလူငယ်အစ်စ်တီနဲ့ Man City ကဟိုဝစ်ဆုံတစုံချိန်လိုက်တယ်လို့ပဲနောက်ထပ်ဝစ်ဆုံအစ်စ်နဲ့ Premier League ကိုထပ်ထွက်လာပြီအဲ့တော့ဒီနှစ်မှာတော့သူက Champion League ဝင်ဝင်ထီးလုံးမယ် ရှင်းနှစ်တော့ဘလောက်တိုင်းဓာတီသွားနိုင်မလဲတော့မသိဘူးဒါပေမဲ့တခြားအသင်းတွေကလက်ရှိယာတီအတွက်တရားသီးသာခဏထားပါဦးတပတ်ချင်းတပတ်ချင်းသီးသာရုန်းကန်နေရတဲ့အချိန်မှာမန်စီးတီးယားနောက်တရားသီးအတွက်တော့ခြေလန်းဆလှမ်းနေပြီဆိုတော့ကျွန်တော်မြင်နေရတယ်လို့ရှိရပေါ့နော်အာနောက်တစ်ခုကလီဗာပူးပေါ့အဲ့တော့ကိုစီကိုလီဗာပူးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေကြတာလည်းရှိပါတယ်အဲ့တော့ကိုတို့တို့ပြောခဲ့တဲ့အထက်မှာလည်းပါတယ်ပေါ့အာအာနိုရိုဘတ်ဆန်တို့ဆာလာတို့ အစားလာဆိုရင်ပရီးမီယာလေးဘာ25ကိုတွင်းလာတယ်ဟုတ်ပါဘူးစက်က16လုံးလောက်ထားတယ်ဆိုတော့ဒါဒီလိုဒီအသက်ရွယ်ကစားသမားတွေကဒီလိုလုံနိုင်တယ်ဆိုတော့အမတန်ဟိုအန်အသင်စရာကောင်းတယ်အာပြီးတော့ဟိုလီဗာပူးမှာရှိခဲ့ရှိနေတဲ့အခုထိတ်ဆုံးနေရာကိုပို့ပေးထားတဲ့အခြေအနေကလီဗာပူးမှာလက်ရှိရှိနေတဲ့ကစားသမားတွေရဲ့သူတို့ဘဝမှာနောက်ဆုံးအနားယူရမယ့်အချိန်မှာအကောင်းဆုံးခြေစွမ်းနေရလက်ရှိရာဒီမှာသူတို့ရဲ့အကောင်းဆုံးအချိန်အချိန်တွေကိုသူတို့ရဲ့နောက်ဆုံးအချိန်မှာဒီပြိုင်နဲ့ထက်ရနေတဲ့အတွက်ကြောင့်လီဗာပူးကဒီအချိန်လေးထိရောက်လာတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့ ဟိုဆိုလိုတာကတော့လီဗာပူးရဲ့ကစားသမားတွေကအာဘယ်လိုပြောမလဲအကြဘက်ကိုရောက်သွားပြီဒါပေမဲ့သူတို့အကြဘက်ကိုမရောက်ခင်နောက်ဆုံးဟိုဘယ်လိုပြောမလဲတောက်လောင်မှုအဖြစ်စုပြုံပြီးတော့ဒီနေ့ပရီးမီးယားလီဂ်မှာလီဗာပူးအတွက်အဲတပြိုင်တည်းဖြစ်ခဲ့တယ်ဗောလေဖြစ်ခဲ့လို့လဲဒါဘယ်သူမှမလိုက်နိုင်တဲ့ခြေဆွမ်းမျိုးနဲ့အမပီစီယာထိတ်ဆုံးကိုရောက်နေအဲ့တော့ဆက်တွေးစရာကိုစီနောက်နှစ်တွေအတွက်ဗောလီဗာပူးက စိတ်ပူစရာကောင်းသွားပြီလားဗောလေဒီလူတွေကဦးထွန်းတို့ပြောသလို sorry လीသွားရင်လည်းသွားမယ်အခြားဘက်ကလည်းရောက်ရောက်သွားမယ်ဆော့ဆော့လို man city လို့တိဆောက်ထားရာမျိုးသူ့မှာမတွေ့ရသေးဘူးဆိုတော့အာကိုစီနေနဲ့ liverpool ကိုဘယ်လိုမြင်လဲအဲနောက်ရာသီရောဘယ်လိုဖြစ်နိုင်လဲဗောနော်ဟုတ် ဟောလီဗာပူးကတော့ဒီနှစ်မှာချန်ပီယံဖြစ်ဖို့အတွက်ပေါ့နော်သူတို့ကဒါဇန်နွေရီလတဲ့သဘောမျိုးဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့လီဗာပူးကဆိုတော့ကိုကိုထွန်းတော်ကိုမျိုးတို့ပြောခဲ့သူပဲကစားသမားတွေကောင်းနေတာဆာလို့ဟိုကျွန်တော်အရှိမာလည်းပြောခဲ့ဘူးလေကျွန်တော်ဒီအကြပိုင်းရောင်းနေဆိုပေမဲ့သူတို့တောက်ခံဟိုငင်းကလေးစီတောက်တယ်လို့ပဲပေါ့နော်သူတို့အားလုံးတပြန်တည်းတောက်ပါကြတဲ့အနေအထားတစ်ခုမှာဟိုလီဗာပူးကဟိုရမှတ်တွေလည်းရတယ်ဟိုထိုက်တဲ့အောင်မြင်မှုတွေရတဲ့အချိန်မှာဖြစ်ရှင်တော့နောက်ကဖီးရပေးမယ်မန်စီးတီမန်စီးရှာမန်စီးတီကလည်းလုံးဝ ရာသီဒီအစအလဲအလဲအစကျပိုင်းတော့လည်းအလဲမောက်ဆိုက်ပြီးတော့ချီကတော့ရိုင်းစင်းသွားသူတို့ပြန်လာမယ်ပြန်လာမယ်ထင်မယ်ပြန်ပြန်မလာဘူးအဲ့အချိန်မှာအမှတ်တွေရမှတ်တွေကွာသွားတယ်အခုမန်စီးတီးကလမ်းကြောင်းမှန်ပေါ်တစ်ခုတော့ပြန်တော့ရောက်လာပြီရောက်လာပြီဆိုပေမဲ့လည်းဟိုလီဗာပူးကိုလိုက်ပြီးဖို့ဆိုတော့မဖြစ်နိုင်တော့ဟုတ်ကဲ့အဲကိုမြတ်ပြောသလိုပဲမန်စီးတီးကနောက်နှစ်နောက်ရာသီမှာမန်စီးတီးကချန်ပီယံဖြစ်မယ်ဆိုလို့ရှိရင်ဒီရာသီမှာ ဟိုအစိုးရရအကောင်ဖြစ်အောင်လို့ဒါဂွာဒီယိုလာနေပြီးတော့ဒါဟိုဟိုဘောနော်ကြာဝိုင်းကစားသမားတွေနေမှာအစားထိုးတဲ့ကစားသမားအစ်စ်တွေလူငယ်ကစားသမားတွေအဖြစ်တဲ့နေရာမှာအခုချိန်ကဒါလုံးဝသူတို့ကတော့ဟိုဘယ်လိုပြောမလဲဆိုချင်တော့ဟိုဒီကစားသမားတွေကိုအသင်းနဲ့အသားကြောင်တို့ဘောနော်ကြိုပြီးတော့ training ဝင်လာလို့ဖြစ်သွားတာပေါ့နော်အဲ့တော့နောက်ရည်တက်ဆိုပို့ပြီးတော့အသင်းနဲ့တန်းသွင်းလို့ရအနေထားတစ်ခုရောက်သွားပြီပေါ့နော်အဲ့တော့ Mancity ကနောက်ရည်မှာတေချာဘောကတော့ပြန်ကောင်းလာမှာပဲဒီရည်စီမှာ champion တွေဝင်ငွေရဖို့ဆိုတာဒါမခက်ခဲဘူးတက်ရှိကြတဲ့အနေထားနဲ့ရအောင်အဲ့ Liverpool ကပြန်ကောင်းအောင်မယ်ဆိုလို့ရှိရင် Liverpool ကကြတော့ သူချန်ပီယံဖို့ဖြစ်ဖို့အတွက်ကိုဒါဒုတိယနေရာကနေပြီးတော့ဖိအားပေးနေအာဆင်နယ်ကဟိုအမှတ်တွေရမှတ်တွေရတဲ့နဲ့ပွဲတွေမှာမရဘူးအမှတ်တွေဆုံးရှုံးနေတော့မင်းရဆိုလို့ရှင်ဒါဒါတော့ Northern Force နေပေါ့နော်အသေးကြွယ်ပေါ့ဗျာအာဆင်နယ်ဒုတိယပဲလုပ်နေတာလားမသိဘူးနော် ဲ့လိုဖြစ်နေတာအာဆင်နယ်ကအာဆင်နယ်ကဒုတိယနေရာသူ့အတွက်သူ့ရဲ့ကြိမ်စာလို့ဖြစ်နေတယ်နော်ဒုတိယနေရာကိုပဲခင်မင်းစာဖတ်တယ်လို့ပြောမှာဘယ်လိုပြောလဲကျွန်တော်လည်းအာဆင်နယ်ရသေးချင်းတယ်ကျွန်တော်ပြောခဲ့ဘူးလေကျွန်တော် main player ဆိုရင်လည်းအာဆင်နယ်ဟိုဒါဖလားတစ်ခုဒီပါပရီးမီးယားလိပေါ့နော်ဒါတို့တူတန်ရသေးချင်းနေပြောဆိုသူ့ရဲ့အာဆင်နယ် fan တွေကို wine through ရယ်မနေတော့အဲ့လိုအနေထားတစ်ခုမှပဲဘာပြောအသိကြီးတစ်ခုကိုလည်းကျွန်တော်ကတော့သူပြောမလို့ဆိုအပြိုင်ဆိုင်မှုပြင်းထန်တဲ့အနေထားတစ်ခုမှပဲရောက်စေခြင်းတယ်ဒါပေမဲ့ အပေါ်ကလီဗာပူးကခြေချော်တဲ့အချိန်မှာအာဆင်နယ်ကအခွင့်ကောင်းမယူနိုင်ဘူးဟုတ်ကဲ့လီဗာပူးရှေ့ရှေ့ပွဲမှာအမှတ်တွေရော့သွားတယ်ရှိတယ်ဒါပေမဲ့အာဆင်နယ်ကအဲ့မှာအမှတ်ကိုအမှတ်တွေရမှတ်တွေသူကပို့ပြီးတော့နီးကက်ဆက်နီးကက်ဖီးယားပေးရနေတာကမဟုတ်ဘူးနဲ့သူကပါလိုက်ပြီးတော့ခြေချော်နေတယ်သူကပါလိုက်ပြီးအမှတ်တွေရော့နေတဲ့အခါကျတော့ဒီယာဒီမာကလီဗာပူးချန်ပီယံဖြစ်ဖို့အတွက်ကိုကျန်တဲ့အသင်းအသင်းကြီးတွေကအဲ့လိုမျိုးတလောတွေဖြစ်ပေးနေရတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်မြင်တယ်ခင်ဗျအဲ့တော့ Liverpool ကဒီကဒီကတော့တေချာတဲ့ Champion ဖြစ်ပြီးအခုက Champion ဖြစ်တော့ဖြစ်ပြီးဖြစ်ဖို့တော့90ခန်းတော့တေချာသွားပြီပေါ့နော်အဲတန်းချန်ပွဲအသေးမရှိတော့ဒီနေသားနှူးနေဆိုတာကြတော့သူတို့အမှားမခံတော့နောက်တစ်ခုကတော့ဒါဆက်ဆက်ပြောဆာလာပေါ့နော်ကျွန်တော်ဒါဆာလာဆိုလို့ရှိရင်တော့ဒီဟာဒီမှာဒီမှာဒီမှာ Premier League Champion ဖြစ်ပြီးွယ်ဆိုရင် Liverpool ကနောက်ရက်ဒီတော့ဆက်မကစားတော့ဘူးဟုတ်ကဲ့ဘာဖြစ်လို့ဆိုတော့နောက်ရက်ဆက်ကစားလို့ရှိရင်လေဒီတော့ဆက်ဆောင်ဒီလို Premier League မှာ ဒီလိုဆွဆောင်မျိုးဆိုတာနောက်ရာသီမှာရောက်ဆိုမသေးတော့နောက်ဆုံးလူရနိုင်နေဆိုရင်တော့မသူရာသီအစပိုင်းလည်းဝင်ရအောင်ရမယ်နောက်ပိုင်းကျသူအသက်ရွယ်ကြအဲ့တည်းရပါတော့ကြောက်ဝါရရှိမှဒဏ်ရာရတာရှိတဲ့အခါကျတော့ရှင်တော့ဒါသူကဘယ်လိုပဲဖြစ်ဖြစ်ဟိုပရီးမီးယားလိထုံးတဲ့အတိုင်းပဲဒါဟိုအဆင်မပြေတော့ဆိုရှင်တော့ကစားသမားဘယ်တော့ပဲအချိန်တော့ဘယ်တော့ပဲအတင်းကိုချိုးပြုခဲ့ပြုခဲ့ချောင်းထိုးခံရမှာပဲအဲ့ဒီမိုနီတာကိုလုံးမဲ့အစားပရီးမီးယားလိချန်ပီယံကစားသမားတယောက်အနေနဲ့ sorry ဒီတော့မှာပေါ့ကျွန်တော်ပြောဟုတ်တယ်အဲ့ဒါဆိုရှင်သူဂွန်နစ်ကအရာလဲကောင်းနေဗျာဟုတ်ကဲ့နောက်ပြီးတော့ sorry ဒီဆိုတာကပြောလို့ဆို premier league တော့မခက်ဘူးဗျာပွင့်နေပြောရှင်ဟိုဘယ်လိုပဲဖြစ် season တွေကစားတယ်ပဲပြော level တန်းတစ်ခုမှာတော့ level တန်းရရှင်လို့ရှင်တော့ဗျာဘယ်လိုပဲဖြစ်တိတာပါတယ် premier england premier league ဆို sorry ဒီနေရာဆိုအဲ့တော့ဒီ sorry ဒီမှာပဲသူ့ရဲ့ကစားသမားဘောကနောက်ဆုံးအချိန်တွေကိုပေါ့နော်လက်ကျန်အချိန်တွေသူဖြတ်တတ်မယ်ရေးခတ်မယ်ဗျာဟုတ်ကဲ့ဘူးမှုလည်းရပြီးွားပြီဟုတ်ကဲ့ဟုတ်တယ်မနောက်ဘောဟိုမှာဆိုရှင်သူတို့က ဒီကစားသမား portrait ကစားသမားနေရာတော့ solution နဲ့ဒါစိတ်ပူစရာမရှိဘူးသူကစားမယ်နေတာသူ့ရဲ့ခြေစွမ်းတွေကတော့ဘလိုပဲဖြစ်သူထင်းပြီးတော့ကစားပေါ့ရှင်တော့တရာသီနေရာဒီတော့ကတော့အလုံးဆုံးပေါ့ဗျာ200သီပေါ့တရာသီကတော့တေးကြတယ်ကောင်းကောင်းကစားလို့ရအောင်ပေါ့နော်အဲ့လိုမျိုးနေထားမှာဆိုတဲ့ခါကျတော့ဒီ Liverpool ကနောက်လာမယ့်ရာသီမှာတော့ဆလာလိုဒါအတင်းအတွက်အကျိုးပြုနိုင်တဲ့ဂိုးသွင်းဆက်ကစားသမားမျိုးပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဂိုးဖန်တီးမှုပေါ့ကိုယ်တိုင်ဂိုးသွင်းတဲ့ဟာအဲ့လိုကစားမျိုးကိုသူမဖြစ်မနေရှာအောင်ရှာမရတော့မှာဒီကစားသမားပြောင်းရှင်ပေါ့ဒီရာသီပုံမှာတော့အဲ့လိုမျိုးလို့တော့ကျွန်တော်မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ကုစီပြောခဲ့သလိုပဲ အာလီဗာပူးအတွက်ကတော့ဒီနှစ်ကတော့ဟုတ်ပြီပေါ့လေချန်ပီယံဆုလည်းရပြီဒါကောင်းတယ်မင်္ဂလာရှိရယ်အာအနစ်စလိုအတွက်လည်းပထမဆုံးရာသီမှာပဲအာဖလားရရတယ်ပရိသတ်တွေတွေလည်းအမှန်တန်ချိနေဆရာကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်ဒါဒီနှစ်ဘောလုံးရာသီအခုလက်ရှိမှာမပြီးဆုံးသေးတဲ့ဘောလုံးရာသီအတွက်ပေါ့နောက်လာမယ့်ဘောလုံးရာသီအတွက်တော့ကိုစီပြောခဲ့လို့ပဲပြင်ဆင်မှုတွေပြောင်းလဲမှုတွေကစားသမားတွေရှာဖွေရတယ်မဖြစ်မနေလောက်ရတော့မယ်ကြုံရတော့မယ်အာဒီနှစ်လိုတော့မဟုတ်ဘဲနဲ့ အာအများကြီးလူခြားအသင်းတွေလိုပဲရုံးကန်တာတွေချော်ဖြတ်တာတွေဟိုလီဗာပူးကကျုံသွားတာမဟုတ်ဘူးနိဒါကတော့အသင်းတိုင်းကျုံသွားမှာပေါ့နော်ဟာလေးရှိရဲ့နောက်တစ်ခုကမန်စီးတီးကြောင့်ကျွန်တော်တို့နည်းနည်းလေးပြန်ဆယ်အာကျွန်တော်တို့လူငယ်ကစားသမားတွေဒီနှစ်မှာတည်းကသူမှအာတချို့အာကျွန်တော်အရေးအယောင်လေးမြင်နေရပြီ7မျိုးတို့အာ Uma Mamos တို့ဒိုကူတို့ဒီလူကစားသမားတွေတွေကအာလာမနစ်တွေမှာပူပြီးတော့အထိုင်ကျဖို့ဟိုဖြစ်လာပြီပေါ့လေကျွန်တော်မျှော်လင့်ရတယ်ပေါ့နောက်ကိုစီပြောခဲ့သလိုပဲအာဆင်နယ်ကတော့ ဟိုအာဆင်နယ်ဘက်ကတခုလေထားပါတော့မန်စီးတီးအရင်ကောင်းနေတဲ့အချိန်မှာဟိုအာဆင်နယ်လည်းအရင်ကောင်းခဲ့တယ်လေပြီးခဲ့တဲ့နှစ်တည်းကဟုတ်ကဲ့ကောအာမန်စီးတီးအရင်ကောင်းနေလွန်းလို့သာအာဆင်နယ်ကပရီးမီယာလိဆူပလာတွေပြီးခဲ့တဲ့နှစ်တည်းကမရခဲ့တာပေါ့နော်အဲ့တော့ဒီနှစ်မန်စီးတီးမကောင်းခဲ့ဘူးဆိုတော့မန်စီးတီးကောင်းတယ်လို့နှစ်တိုင်းကောင်းခဲ့တယ်လေဟုတ်ဖလားသာမရခဲ့ရအဲ့ဒီနှစ်မန်စီးတီးမကောင်းတော့ तू อ่ะตัวมันก้าวนี่มั้ยสิ तू ฟลายยามั้ยဟုတ်တယ်ဟုတ်ပါတယ်အဲ့တော့မက်ဆီမကောင်းလို့ तू อ่ะပါไล่မကောင်းပြီးတော့နောက်တစ်ဖလားရတာ तू မဟုတ်ပြန်ဦးလီဗာပူးဖြစ်နေပြန်ပြီဆိုတော့ ် तू อ่ะဘယ်လိုမှလည်းမဟုတ်ဘူးပေါ့လေအဲ့တော့ဟိုမန်စီးတီးရှိရင်တော့ तू ဖလားမရလို့ဖြစ်ပြီးမန်စီးတီးရှိမနေလဲ तू ဖလားမရပြန်ဟိုလီဗာပူးဖလားရမယ်ဖြစ်နေပြန်ပေါ့လေဆိုတော့အာဆင်နယ်အတွက်ကအခုပြောနေကြတဲ့အဲဒုတိယနေရာဒုတိယလူဆိုတဲ့ဟာကြီးကဟိုတကယ်ပဲဖြစ်နေတယ်လို့ခံစားရတယ်အဲအာဆင်နယ်အတွက်လည်းဘယ်လိုပြောရမလဲဟိုဟုတ်တယ်လို့နဲ့မဟုတ်တဲ့ဘောလုံးရသည်ကိုဖြတ်တန်းနေရတယ်နော်အဲ့လိုတွေတော့ခံစားရတယ်ပေါ့နော်ဟုတ်ပါပဲကိုကဲအဲ့တော့ကျွန်တော်နောက်တစ်ခါ အာဒီနေ့က FA Cup ပွဲတွေရှိတယ်ဆိုတော့ FA Cup မှာစနေညကတော့ Premier League ရဲ့အသင်းကြီးတွေအရင်ပါတဲ့ပွဲပွဲတွေမရှိဘူးတနင်္ဂနွေမှာတော့အသင်းကြီးပွဲစဉ်တွေရှိအဲ့တော့ FA Cup အကြောင်းလေးမပြောခင်တခြားနည်းနည်းလေးအာဆက်ချင်သေးတယ်ပေါ့အဲ့တော့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အထက်မှာပါခဲ့တယ်ပေါ့နော်အမတ်ပေးသေးတဲ့ထိပ်ဆုံးမှာ10ပွဲကျန်သေးတယ်ဒါပေမဲ့အမတ်20 Man City ကိုဖြတ်ပြီးတော့ဦးဆောင်တယ် Man City ဆိုတာကျွန်တော်ကတော့လက်ရှိချန်ပီယံကိုနှိုင်းရှင်တာပါလက်ရှိချန်ပီယံကိုအမတ်20ဖြတ်ပြီးတော့အာ Liverpool ကဦးဆောင်လာတယ်အဲ့အမတ်20ဖြတ်ထားတဲ့ Man City က မန်စီးတီးနဲ့16မှတ်ထပ်ပြတာအတင်းတင်းရှိ16မှလား16မှလား16မှတ်ပြတာအတင်းရှိမန်ချက်စတာယူနိုက်တက်ကိုပြောချင်တာပေါ့နော်မန်စီးမန်ယူကရောအာဂျာယန့်ပြီးခဲ့တဲ့ရက်မှာဆိုအစ်ဖစ်ကို9နဲ့မန်ယူရဲ့အချိန်ကဘယ်လိုရှိမလဲအခုမပီးစားအဆင့်15နဲ့14ကိုတော့ရောက်လာပြီကျွန်တော်တန်းဆင်းသွားဖို့တော့ရှိမနေဘူးအဲ့တော့ဒီဟာဒီမှာအမြင့်ဆုံးမန်ယူကဘယ်လောက်ဖြစ်နိုင်လဲဘယ်လောက်ဖြစ်သင့်တယ်လို့ကိုထွန်းယူဆရတယ်ပေါ့နော် ကျွန်တော်မြင်သလောက်ပြောရရင်တော့စူးစားရင်စူးစားသလောက်သွားတယ်ဆိုတာမှန်ပေမဲ့လက်ရှိခြေစွမ်းလက်ရှိရင်ဆိုင်ရမယ့်အနေအထားမှာဒါကျွန်တော်အာဆင်နယ်နဲ့လည်းစုံဖို့ကြံသေးတယ်နော်เนาะအဲ့တော့အမှတ်တွေရနိုင်တဲ့ဟာကိုယူနိုင်မယ်ဆိုတော့ယူရချက်မျိုးဘယ်လောက်ထိမြင့်မလဲပေါ့အခု Iswich လို့အသင်းမျိုးနဲ့ကစားတာတော့မှာကျွန်တော်တို့ဂျက်ကုတ်ဂျက်ခဲလိုက်ကစားပြီးတော့လူတယောက်ရော့အနေအထားနဲ့ကတ်နိုင်သွားတဲ့အနေအထားမျိုးကိုမြင်ရတော့အားမရဘူးဟုတ်ကဲ့အားမရဘူးဒီလိုစိတ်သက်ဒီလိုပုံစံနဲ့ ဒီ3 9နှစ်ပေါ့နော်အဓိက3 9နှစ်တို့နောက်ပြီးတော့3 4 3လို့ပေါ့အမော်ရင်ခေါင်းမလို့မရဘူးဒါပေမဲ့လည်းကျွန်တော်မသိရဲ့နောက်ွယ်မှာဒီ3 4 3ကိုဘယ်လောက်ထိ supporting ပေးထားသလဲဘုံဖွဲ့တွေကဟုတ်ကဲ့နီးပြရဲ့လုတ်ပိုင်ခွင့်ဘယ်လောက်ထိရှိဖို့တိုးခွင့်ပေးထားသလဲပေါ့ပထမဆုံးတစ်ချက်ကျွန်တော်မြင်တာကတော့ Man U သည်နောက်တန်း3ရောက်နေဘလို့မအဆင်မပြေပါဘူးကျွန်တော်ကြည့်ခဲ့တဲ့ Ferguson လက်ထက်ကနေပြီးတော့ Ferguson နောက်ပိုင်းလက်ရှိ Amorian အထိ နောက်တန်း3ယောက်ဒီမန်ယူနဲ့လုံးဝမအပ်ဆက်တဲ့အနေထားလို့ကျွန်တော်မြင်မိတယ်မန်ယူဒီ442တောင်းမော်ရဲ့451ဒီဟာနဲ့တော်တော်ကိုလိုက်ဖက်ခဲ့တယ်ဆိုတာကျွန်တော်ဖြတ်တန်းခဲ့တဲ့ live တွေမှာတွေ့ခဲ့ပြီးသားအဲ့တော့ဒီနောက်တန်း3ယောက်ထားတဲ့ပုံစံပြင်နိုင်ခဲ့ရင်တော့ကောင်းတယ်မပြင်နိုင်ဘူးဆိုရင်တော့ခေါင်းမမာတဲ့မူလို့တော့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကတခြားအသင်းတွေမှာဥပမာအသင်းကြီးတွေထဲမှာဆိုလို့ရှိရင်သွေးသက်လောင်းတဲ့အသင်းက Man City ပေါ့နော်ဟုတ် Man City ရှိမယ် Arsenal ရှိမယ် ကျန်တဲ့လီဗာပူးတို့ကတော့နည်းတယ်ပေါ့လီဗာပူးချဲဆီဆိုရင်တော့ဝေယောကိုရဲ့ဟိုနိုင်ငံတကာဟိုကစားသမားတွေခေါ်ပြီးတော့ဖွဲ့စည်းထားတာเนาะပေါင်းထားတာအခုမန်ယူကြည့်ပြန်တော့သွေးသစ်လောင်းထားတဲ့သူတွေကျွန်တော်အများကြီးမတွေ့ရဘူးလက်ရှိမန်ယူရဲ့အတူဟောက်မှာလည်းအဆင်မပြေဟုတ်တယ်ကိုနောက်ဆုံးလိုအပ်ချက်အရာပြအကူကအခု Raffles ကို Villa ကိုပြောင်းခိုင်းလိုက်တယ်ပြောင်းခိုင်းလိုက်တဲ့အနေအထားမှာလက်ရှိလိုအပ်နေတာ Raffles ကစားရင်ဖြစ်ပါတယ်ဆိုတော့ ကစားပေါက်တနေရာကပေါ်နေပြီဒီနေရာကိုဖြစ်ဖို့ကနာချုံနဲ့လည်းအဆင်မပြေဘူးဥမာကျွန်တော်တို့သွေးသက်လောင်းထားပါတယ်ဆိုတော့အာမက်ဒီယာလိုလေရာဒီကုန်ထိသွားပြီဟုတ်အအကြောင်းကြောင်းကြောင်းပေါ့နော်ဒီလိုမျိုးတွေတိုက်ဆိုင်နေတဲ့အချိန်မှာမိုင်းနူးကလည်းပွဲပန်းပြီးတော့သူလည်းဒဏ်ရာထိထားတယ်အဲ့တော့ဘိုင်းနဲ့ဆက်လုပ်ကြမှာလေလက်ရှိအနေထားရဆိုရင်တော့နောက်တန်း၃ယောက်လည်းအဆင်မပြေဘူးရှေ့လည်းနောက်ကြည့်ပြန်တော့လေသူ့နေရာနဲ့သူကွက်လက်တွေပေါ်နေနောက်ဆုံးအိုနာနာဟုတ်လက်တလုံးမှာအိုနာနာကတော့အပြစ်လွတ်နေသေးတယ်ပေါ့ကိုရဲ့ဂိုးတွေပေးရတဲ့အပိုင်းဒီမှာနောက်တန်းကြောင်းတို့ဘာလို့ ကောင်းတာတွေလည်းရှိတယ်ဆိုးတာတွေလည်းရှိတယ်ဒါပေမဲ့လက်ရှိပုံစံအရဆိုရင်တော့ဟုတ်ကဲ့အကိုမေးတဲ့မေးခွန်းကိုပြန်ပြီးအောက်ယူပြရရင်တော့ကျွန်တော်တို့တွေဥရောပပြိုင်ပွဲဝင်ခွင့်ချန်ပီယံလိကိုတော့ခဏကျွန်တော်မိထားခြင်းသေးတယ်အကူကအဲ့လောက်ကြီးအထိတော့ကျွန်တော်မစင်းစားခြင်းယူရိုပါနဲ့ကွန်ဖရင့်တခုခုဝင်မယ်ကျွန်တော်တို့ကမန်ယူပြိတ်သက်တွေအနေနဲ့ပြောရမယ်ဆိုရင်တော့ဂျင်းနဲ့ဆရာနှစ်တစ်နှစ်အမော်ရင်အတွက်ကတော့ဒီလောက်နဲ့ပဲပြီးဆုံးမယ်လို့ထင်တယ်။ तू ပြုတ်ပြင်ပြောင်းလဲရေးတွေမှာ तू ခေါ်လို့မရတဲ့သူတွေကြောင့်ဆိုရက်အချက်က तू အတွက်ကာဗာကိုးကားလို့ရမယ်ဖြစ်သိမ့်စရာတခုတော့ဖြစ်မယ်။ဒါပေမဲ့ ပြည်ထောင်တည်အတွက်ဆိုရင်တော့လက်ရှိကြုံနေရတဲ့ဒါဘုံဖွဲဟာအတင်းတွင်းမှာဒါကျွန်တော်ဖန်ငွေတွေလျှော့တယ်အသုံးစရိတ်တွေလျှော့တယ်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့များဒီလိုဖြစ်ကသလားဆိုပြီးတော့အတွေးတွေလည်းဝင်စရာရှိတယ်နောက်ပြီးလက်ရှိခြေစွမ်းကြည့်ပြီးတော့ Manchester United ဖြစ်ထွန်းမှုကလာမယ့်ရာသီအတွက်ပဲကျွန်တော်တို့စိတ်လျှော့ထားရမယ်ဆိုတဲ့အပိုင်းတွေလည်းရှိလာပြီးဆိုတော့ဒီဟာတွေကတော့ခုနကကျွန်တော်ပြောသလိုပဲ Europa နဲ့ Conference တစ်ခုခုဝင်ရင်ပဲအောင်မြင်တဲ့နှစ်လို့ပဲကျွန်တော်ပြောရတော့မှာကိုဟုတ်ကဲ့ဟုတ်ကဲ့ဟိုကိုကိုစီကလည်း United အကြောင်းဆိုတော့ကိုထွန်းတို့ဖြည့်ပြီးတော့မေးပြပါအောင်ဆိုတော့ဒီအသုံးစီတွေ short တယ် fan တွေ short ဆိုတော့ United စီးပွားရေးနဲ့ဘန်နဲနဲ့ပတ်သက်ချင်း United ကအခုကသူအောင်မြင်မှုမရလို့ပဲဟိုကဟိုတင်းရဲ့ဝင်ငွေကြောက်သွားတော့ပဲလာဘာကြောင့်လဲဘာဦးကျွန်တော်တို့သတင်းကြတာကဒီ United ကဒါလေးဘုံဘုံတပုံပိုင်ရှင်ပေါ့လေးဘုံပိုင်ရှင်ဒါ Sergeant Reckley ကပေါ့သူကနေပြီးတော့ဒီအသင်းရဲ့ဟိုကအစားတောက်တွေအစားအဲနောက်ပြီးဝင်တန်းတွေ short ချတာဝင်တန်းအယောက်200လောက် short ချတာဟုတ်တယ်ကိုနောက်ပြီးအစားတောက်တွေမှာဆိုလို့ရှိရင်ဘာလဲ ဟိုဘာဖြစ်အသီးရွက်တွေပဲကြွေးတာဟုတ်တယ်ဟိုဟန်ဘူဒါ weight shot weight shot အဓိကတော့ပြောချင်တာ weight shot တာပေါ့ဗျာဒီလိုမန်ယူလိုအသင်းမျိုးရင်းနေတော့ weight shot တဲ့ဟန်ဘူဒီလို C1 နဲ့ပတ်သက်ပြီးတော့အဲ့လိုမလိုတာကြတော့ဟိုအသင်းရဲ့အောင်မြင်မှုရလို့လားဒါမှမဟုတ်ရှင်အသင်းအဖက်ဖက်ကဝင်ငွေတွေနည်းသွားလို့လားဘာလို့အသင်းရဲ့ star player မှာအရင်တော့ဆိုကြဗျာဒီအသင်းကနေပြီးတော့တခြားနီးလန်းနေတဲ့ပေါ့တော့ဝင်ငွေတွေရနေရှိအဲ့လိုမျိုးဆိုတော့ဒါပေါ့ဘာလို့ဆိုကိုထွန်းကလည်းဒါပြောမှဆိုရင်ကျွန်တော်တို့ဟိုပေါ့နော်အရင်စာရေးတယ်ကျွန်တော်ကတိထားတယ်လေဒါအခုတော့ဒါစီဝါရေးတက်ကတူမှာဆိုရှင်ဒါကတော့နေရာတစ်ခုမှာနေရာတစ်ခုမှာရှိနေတဲ့ โอเคဟိုဘာဘောတော့จ้องตาอู้บ่เนี่ยไอ้ตัวเราจ้องตาบ่โดซีวายตึกตัวซีวายตึกตัวอะยังเราเราเรียกยောက်ฉิงเกเรเนี่ยบ่ตัดฉิงเกเรเนี่ยยกฉิงเนี่ยมาจูซีวายตึกตัวဆိုတော့ assign mode เออဟုတ်တယ်ကျွန်တော်วีดีโอมาไว้จีบูล่ะไอ้ปีหน้ามาเราอินยากันเนี่ยเนาะโอเคกูเออไอ้ซีวายตึกอินยากันเนี่ยဆိုတော့ဒါดูดาเข้าเปลี่ยนဆိုတော့ခါကျွန်တော်มาလဲอินอินยากันมาလဲဒါကိုတော့ရေးရတယ်အများကြီးရှိခဲ့မှာပဲเนาะမှတ်တယ်အများကြီးရှိခဲ့မှာဟုတ်ကဲ့ပါအဲ့လိုမျိုးဆိုတဲ့ခါကျတော့ဟိုဘယ်လိုမှဒီစီဝိုင်းတက်ကူမှာလေဒါကတော့တက်ခဲ့တဲ့အချိန်မှာလေပြောမယ်ဆိုရှင်တော့ချီရည်လည်းအများကြီးရှိပါဘော့အဲ အတိုင်းထိုက်တင်တယ်ဆိုတော့လူသိများတဲ့ចောင်းသားတွေထဲမှာလည်းပါတယ်လို့လည်းကျွန်တော်တို့သိသိရတယ်ပေါ့နော်ရာသွေးလေးတွေပေါ့အဲ့လိုမျိုးတွေဆိုတော့ကျတော့အခုဒါဒါစီဝဲနဲ့ပတ်သက်လို့ရှင်မဟုတ်အဓိကပြောချင်တာကចောင်းဒီကိုထုံးတို့ဒီဒီပွဲရတဲ့ပညာနဲ့ပေါ့ဟုတ်ဒီမှာမို့လို့တုံးတက်မယ်ဆိုရင်ဘယ်လိုဒီ United ဘန်နာရေးအခြေအနေနဲ့ဒီလိုရှော့တဲ့ဟာတွေကအခုစီမေးလိုက်တာမေးခွန်းလဲကောင်းတယ်မေးတဲ့လူလဲ မှန်တယ်တကယ်ဒါစီးပွားရေးနဲ့ပတ်သက်ဆိုကျွန်တော်လာမေးကျွန်တော်ပြောတတ်မှာမဟုတ်ဘူးဒါကုတုနုကဒါစီးပွားရေးတကူပေါ်မှာတစ်ချိန်တော့ဟိုကျွန်တော်တို့ဗီဒီယိုကားရေးထဲမှာကြည့်ကြရတယ်အရင်တစ်ချိန်နဲ့ဟိုကြောင်းသွားတဲ့အဲ့လိုပြောစရာကောင်းမှာပဲဆိုရင်နေရာမှာတကယ်လူငယ်ဘဝမှာဟိုလူငယ်ဘဝဆိုတော့ဟိုရေကုန်စိတ်လှရှားရတော့အဲ့လေးတွေဖြတ်တန်းခဲ့ရတယ်လဲပါမှာပေါ့လေပြီးတော့ကိုစီပြောခဲ့တယ်လို့ပဲအဲလူဒီများထင်ရှားခဲ့တဲ့ဖြတ်တန်းမှုလေးတွေဇလန်းလေးတွေတက္ကသိုလ်ဇလန်းလေးတွေလည်းရှင့်ရှိခဲ့မှာပေါ့ဒါဒါကတော့တစ်ပိုင်းမှာဒါကြုံလို့ပြောတာအဲ့တော့စီးပွားရေးနဲ့ပတ်သက်ဆိုကိုစီမေကွန်ကမှန်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကိုတို့ဟို ဟိုဘာဖြစ်လဲလူငယ်ကကိုတော့ကင်းနေပါပဲဖြစ်ခဲ့ဘူးသေးလားအเจ้าမော်တော့မဖြစ်ပါဘူးကိုကင်းလို့ဖြစ်ရင်ကွင်းဘောကွင်းတော့ရင်းနေကြတယ်ကွင်းတော့ရင်းနေကြပါဘောကွင်းတော့ပြောတယ်နော်ကျောင်း promo ထဲမှာဆိုတော့ ီလိုဂျင်းနီပတ်သက်ခဲ့ဘူးတဲ့သူတွေတော့ရှိတာပေါ့နော်တကယ်ဂျင်းနေဆိုတော့ဟောဘယ်လိုပြောရမလဲကွင်းနေလဲပါတယ်နောက်ပြီးတော့စာတော်တဲ့သူတွေလည်းရှိတယ်ဟိုမိတ်ဆွေတကယ်ဂျင်းဆိုတော့ဒီလိုပေါ့ကိုရဲ့နော်ဟောဟောအဲ့ဒါဆိုတော့ဘယ်လိုပြောချင်တာလဲကွင်းနေပါနဲ့ပတ်သက်ခဲ့ဘူးတဲ့ဆရာတော်နော်ဒါမိတ်ဆွေတကယ်ဂျင်းနေမိတ်ဆွေတကယ်ဂျင်းနေရှိသူတို့ကွင်းနေနဲ့ပတ်သက်ခဲ့ဘူးတဲ့အဲ့တော့ပတ်သက်တာပေါ့ကိုအခုတော့ဘလုံးကွင်းနေနဲ့ထပ်ပတ်သက်နေပြီပေါ့လေကွင်းနေနဲ့ကတော့ကန်ဆက်တယ်ကန်ဆက်တယ်မဆဲဘူးပေါ့နော်ကွင်းနေပတ်သက်မဆဲဘူးပေါ့မဆဲဘူးပေါ့အဲအဲအเจ้าသားဘုရားမှာကွင်းနေနဲ့ပတ်သက်ခဲ့ပြီးအခု ဟာ professional ရဲ့ဒီလိုလေဘလုံးကွင်းနေနဲ့ပတ်သက်တယ်အဲ့တော့မနဘေးခေတာများလားအဲ့ဒါဆိုလို့ရှိရင်အကြောင်းတော့ကွင်းနဲ့ပတ်သက်ရမယ်ဆိုတော့ကွင်းနေနဲ့ကွင်းနဲ့ပတ်သက်မယ်ဆိုပြီးတော့ဒါအခုကျတော့ကစားကွင်းပေါ့ကစားကွင်းဘလုံးကွင်းပေါ့အဲ့အဲ့လိုနမိတွေဖက်ခေတာဟောဘလိုပြောမလဲကွယ်ရေဆက်ပေါ့နော်ရေဆက်ဆိုတာတော့ဒီလိုပေါ့အကြောင်းတော့တော့ဒါကွင်းရခဲ့တဲ့ချောမောလှပါတဲ့တငယ်ချင်းတွေနဲ့ဒါကျွန်တော်တို့တွေခင်မင်ခဲ့ကြတယ်။နောက်နောက်ပြီးတော့အခုအဲ့ဒါတွေပြီးသွားတော့ကျွန်တော်တို့နောက်ထပ် professional life တဲ့ခုံစင်းတော့လေဘောလုံးကိုချက်မြိုင်လို့တော့ဘောလုံးကွင်းနေနဲ့ကျွန်တော်တို့ ွင်းစိမ့်နေနဲ့မစိမ့်ဘောเนาะဒါမြခင်းစိမ့်ကွင်းနေနဲ့မစိမ့်ခဲ့တဲ့ဟာတွေကတော့ရေစက်လို့ပဲပြောရမှာပေါ့ကိုကဟိုကွင်းတော့ကွင်းပေါ့เนาะကွင်းနေနဲ့ကတော့ကျွန်တော်တို့ကိုရုပြောသလိုပေါ့ပတ်သက်နေရတော့ပေါ့เนาะကွင်းနေနဲ့လမိုင်းကတ်တဲ့အဲကိုတို့ကပုံပုံလေးကျွန်တော်တို့ကအခုကအဲ့ကြောင်းမပြောပါဘူးကျွန်တော်တို့ကဟိုဘောလုံးကြောင်းမယူကြောင်းစီးပွားရေးကြောင်းလေးကိုကိုစီကသိကျင်တာအခုကကွင်းကြောင်းနေပဲပြောသွားလာဟောအကိုတို့အကိုတို့သိကျင်တာဟိုဘောလုံးကွင်းသိကျင်တာလားမယူကြောင်းသိကျင်တာလားဒါမှမဟုတ်ရင်ဒါကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘွားကွင်းနေကြောင်းသိကျင်တာလားဒါတော့ကျွန်တော်ခြုံငုံပြီးတော့ပြောလိုက်တာပေါ့အကိုရအဲအဲ့တော့မယူကြောင်းကျွန်တော် ောဆုံးပါဆုံးပါတယ်အဲ့တော့ဟိုဒီနေ့ကျောင်းဆက်တာပေါ့ဟိုအဲ့တော့နောက်ဆက်ခဲ့တော့ဟောဆုံးပါအဲ့တော့ဒါကတော့ဒီဇာလေးနောက်နောက်တဲ့သဘောပါပဲပြောချင်တာလည်းပါပါအဲ့တော့ဟိုဦးရုံးတော့ကိုစီရောပြောခဲ့သလို United နဲ့ပတ်သက်ပြီးပြန်သွားလို့ရှင်အာအခက်ခဲရအဖက်ဖက်ကဂျုံနေပြီဂျုံနေတဲ့အကြောင်းလဲအမြဲတမ်းအပတိုင်းလိုလိုပြောနေရတယ်ဒီကြားထဲမှာမှအခုထပ်ပြီးရဖြစ်လာတဲ့ကိစ္စအခုစီစောစောအမေခဲ့တဲ့ regulator ကအသင်းရဲ့အသုံးစရိတ်ကို short ချလာပြီဆိုတော့ဒါက ဟိုဝင်နေရှော့ချတာရဲ့အသုံးစိတ်ဒီအစားတောက်နဲ့ပတ်သက်တဲ့ဟာရှော့ချတာဒါတွေကဟိုကြီးကျယ်တဲ့ပြဿနာတော့လည်းမဟုတ်ဘူးဒါတွေကဒါအကြောင်းနဲ့ရှင်းရှိနေမယ်ဒါပေမဲ့အဲ့ရဲ့နောက်ွယ်မှာကစားသမားအသုံးစိတ်ဒီရှော့ချမှာလားအဲဒါတွေကိုထပ်ပြီးရှော့ချအောင်မှာလို့ကျွန်တော်တို့မသိနိုင်နဲ့မမြင်နိုင်နဲ့အကြောင်းတရားများစွာရှိတယ်ဒါတွေကအတင်းအတွက်ပြည်သက်တွေအတွက်စိတ်ပူစရာကောင်းလာနိုင်ဟုတ်တယ်နောက်ရက်တွေမှာအတင်းအတွက်လိုတဲ့ကစားသမားခေါ်နေခေါ်ခေါ်ဦးမလားဟုတ်ပါဘူးဒါတွေစိတ်ပူစရာလေးဖြစ်လာအခုကျွန်တော်ဟော ကောလာဟာလာပေါ့လေနော်ကောလာဟာလာကြတော့အမော်ရင်ဒရက်ကို chance ပေးမဲ့အနေထားကနဲလာတယ်လို့လည်းပြောတယ်ဒါပေမဲ့စာချုပ်တွေရဲ့နောက်ွယ်မှာတကယ် reality ဖြစ်တဲ့အကြောင်းအရာတွေနောက်ပြီးတော့လက်ရှိသွားနေတဲ့အနေထားမှာစီးဆင်းနေတဲ့ဟာကိုကျွန်တော်တို့သတင်းကအတီယူလို့လည်းမရဘူးဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးဆိုတဲ့အပိုင်းတွေကကျွန်တော်ဘောလုံးလောကမှာဟိုအများတန်းကြုံနေရတယ်ဒီနည်းပြအောင်မထုတ်ပါဘူးဒါပေမဲ့တချို့အတန်တွေကအတွင်းစကားတွေထွက်လာတယ်ထုတ်တော့မှာနော်ဆိုတော့ အမဖြစ်နိုင်ပါဘူးကွာဆိုပြီးတော့ထုတ်ခံရတဲ့နီးပြတွေလည်းကျွန်တော်ကလပ်တွေမှာကြုံခဲ့တယ်ဟုတ်ကဲ့နောက်ဆုံးကျွန်တော်ပြန်ကြည့်ရမှာကမန်ချက်စတာယူနိုက်တက်မှာအကျွေးဘလောက်တင်နေသလဲဆိုတဲ့ဟာတည်တဲ့သူလည်းရှိတယ်မတည်တဲ့သူလည်းရှိတယ်အဲ့ဒီအကျွေးကိစ္စကကျွန်တော်တို့မေးထားလို့မရပါဘူးအသင်းတိုင်းမှာအကျွေးတွေရှိပါတယ်ဘာကြောင့်လဲဆိုတော့ဒီအကျွေးစနစ်နဲ့ပဲအသင်းတွေကလက်ပတ်နေကြတာဒီတရားဒီဖြစ်ရင်မင်းတို့ဘလောက်ပြန်ဆက်မယ်ကစားသမားဝယ်တာခေါ်တာအစငါတို့အကျွေးနဲ့ပေးရာသီကုန်လို့ရှိရင် ငါတို့ဘလောက်ပြန်ဆက်မယ်။အဲအဲ့ဒီလိုမျိုးပဲပေါ့နော်။ဒါကျွန်တော်တို့အတင်းတင်းတင်းမှာဒီပေးဆက်ရမယ့်အကျွေးတွေများပါတယ်။ဒီအကျွေးတွေကိုပြန်ဆက်ဖို့အတွက်လည်းပဲ Manchester United ပြင်ဆင်နေတာလား။ဒါတော့ဟိုအတင်းပိုင်ရှင်တွေပိုသိမှာပေါ့နော်။အခုကဂလေးစာကတော့လုံးဝဂလေးစာမိသားစုကနောက်ကိုချစ်တလန်းဆုပ်သွားတယ်။မင်းဟိုငါတို့ share ရောင်းမယ်။မင်းအတင်းတွင်းနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲခွင့်ပေးလိုက်တဲ့သဘောပဲ။ဒါကျွန်တော်တို့ Sergeant Redcliffe ကိုအဲ့တော့ Sergeant Redcliffe ကမန်ယူပြိုင်သက်လည်းဖြစ်တယ်အင်္ဂလန်သားလည်းဖြစ်တယ်ဆိုတော့သူ့အနေနဲ့မြင်တဲ့အပိုင်းတွေမှာ ဒီနေရာပိုနေတယ်မလိုအပ်ဘူးရှော့ချမယ်ဥမာအကွေရကျွန်တော်တို့ဒါမန်ချက်စတာယူနိုက်တက်ကကျွန်တော်တို့ကလှုပ်သားတွေပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဧည့်သည်ခေါ်ခွင့်လက်မှတ်က2ဆောင်းနေ3ဆောင်းအထိပေးတတ်တဲ့ဟာလေးတွေရှိတယ်အဲ့ဒါတွေကအစလက်မှတ်တွေကိုမပေးဘဲရှော့ချတဲ့အပိုင်းတွေခုနကကိုစီပြောသလိုကန်တင်းမှာဒါပုံမှန်ဆိုလို့ရှိရင်ကစားသမားတွေဝန်ထမ်းတွေကိုကျွေးတဲ့အစားတောက်တွေကအစကျွန်တော်တို့ရှော့ချလိုက်ပြီးတော့ဥမာကော်ဖီနဲ့ ဒါအသားညပါမုံမဟုတ်တော့ဘဲနဲ့အရွက်နဲ့ညက်တဲ့တသက်လွတ်ပါမုံတို့ဘာလို့အဲ့လိုမျိုးရှော့ချတဲ့အပိုင်းနေဒီကကွင်းနေမှာဆိုကျွန်တော်တို့ဒီကြစီကျွေးတယ်လေဟုတ်တယ်ကိုနော်အဲ့လိုမျိုးအပိုင်းနေရတာဟုတ်တယ်ကိုဟုတ်တယ်ကိုရှော့ချတဲ့အပိုင်းနေရအများကြီးပဲဥမာခုနကအကိုပြောတဲ့ဇလန်းတွေအထီတော်မှလာမက်နဲ့သွားမလားပေါ့နော်ဥမာဗာလဲဆိုတော့ကျွန်တော်အကယ်ဒမီကစားသမားတွေနောက်ပြီးတော့ဟို professional တခြားအသင်းကခေါ်တဲ့သူတွေကိုတော့သူတို့ short ချလို့ရမှာမဟုတ်ဘူး Manchester United ကဖွံ့ဖြိုးတိုးတက်လာမဲ့ youth တွေဟုတ်ဒီဟာတွေတိုးတက်လာမဲ့ဆိုလို့ရှိရင် သူတို့ရဲ့လစာတွေဖြတ်တော့မှာလားဝန်တန်းစရိတ်တွေရှော့ချထပ်ပြီးရှော့ချအောင်မှာလားအခုကသူတို့ရဲ့ wave က second wave တော့ရောက်သွားပြီပေါ့နော်လူတွေရှော့ချတဲ့အပိုင်းနေနောက်ပိုင်းကျရင်ဘယ်လိုမျိုးလေပတ်ကြတော့မလဲဒါလေးလည်းပဲစိုးရိမ်စရာဖြစ်လာဟုတ်ကဲ့ အဲ့တော့ကျွန်တော်စနေနေ့အတွက်ပြောတာတော်တော်လေးလည်းများသွားပါပြီအဲ့တော့နောက်ဆုံးအဆုံးသတ်လိုက်တာတော့မန်ယူနဲ့ဆက်ရံရှိတော့အကျွေးများပါတော့ဟုတ်တယ်အဲ့ပြဿနာကလည်းဂျုံနေတာဘူး United ကြောင့်ပြောနေလို့ပါဒါပေမဲ့အသင်းတိုင်းမှာဂျုံနေရပါတယ်မှန်ပါပဲဟုတ်ဟိုဟိုတူတူပြောသလိုအသင်းတိုင်းကဒီလိုပဲလဲပတ်နေရတယ်ဆိုတော့အခက်အခဲအားလုံးဂျုံနေကြတယ်ဒီထဲမှာမှ United ကအသင်းမှာအောင်မြင်မှုတွေပိုပြီးဝေးကွာတဲ့ဝေးကွာနေတော့ပိုပြီးအထိနာတာပေါ့လေအဲ့တော့ကျွန်တော်စနေ့အစီအစဉ်ကိုနားဖို့တယ်နောက်ဆုံးတခွန်းပေါ့လေအဲ့တော့ဒီည FA Aston Villa နဲ့ Cardiff ပွဲစဉ်မှာ အဲကုထုံကုစီရရင်စားလိုက်ဘယ်သိနိုင်ရပါမလို့ထင်တယ်။ဒီကတော့မှန်ရင်တော့ခက်ခဲမရှိပါဘူး။ဒါ SN Villa ကတော့ဒါ Premier League ကအဆင့်ဆင့်မှရှိနေတဲ့အတင်း။ဟုတ်ကဲ့။ဟောဒါ Gadek ကကျတော့ဒါ Champion တမိယာရှင်နေ Championship ကနေပြီး Championship မှာတော့အဆင့်16ဆိုတဲ့ခါကျတော့ခြေစမ်းညာဝေးကြီးกว่าပါတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ဒါ Villa ပဲအနိုင်ရအောင်ပါပါ။ဟုတ်ကဲ့။အာကုထုံက Villa ပဲပေါ့နော်။ တူဘူးပါပဲကိုဟုတ်ကဲ့အဲအဲ့တော့တနေ့နေ့အစီအစဉ်မှာပြန်ဆုံညီပါဒီနေ့မှာတော့ကျွန်တော်တို့ Africa ပွဲစဉ်အဲပွဲစဉ်တပွဲရလတ်ကိုကျွန်တော်တို့ခံမှန်းခဲ့ကြတယ်ပေါ့လေတုံသက်တာတော့မပေါ့ကဲအဲ့တော့မနေ့ကအစီအစဉ်မှာပြန်ဆုံပြန်ဆုံညီပါဟုတ်ကဲ့ဟုတ်ကဲ့ပါပြည်သူများခင်ဗျာကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ဒီနေ့တင်ဆက်မှုကိုရန်နာကျင်ပါတယ်မနေ့ဖြန်မှာလည်းကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ကိုဆောင်းမတရှိပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်တို့ဒီနေ့အစီအစဉ်လေးလုပ်ဆက်ပါတယ်ခင်ဗျာအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ